အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီ November 14ရက်နေ့15ရက်နေ့ရဲ့စတိုက်ပေါ်လေတောင်အမေရိကတိုက်ရဲ့ ARG ဘောလုံးကြီး ARG နိုင်ငံဖြစ်တဲ့ Brazil နဲ့ Argentina ကသက်ဆိုင်ရာခြေစမ်းပွဲတွေကန်းတယ် Brazil ကတော့ American မှာ Senegal နဲ့ကန်းတယ်ဒါအား Argentina ကတော့ Angola မှာ Angola နဲ့ခြေစမ်းပွဲကန်းတယ်ဆိုတော့ Angola ကတော့14ရက်နေ့မှာကန်းတာပေါ့လေ Angola က Argentina ကို ပေါ်တူဂီနိုင်ငံကနေကိုလိုနီအဖြစ်ဒါလွတ်လာခဲ့ပြီးတော့မှ independent ရပြီးလွတ်လပ်ရလာတဲ့နှစ်90ပြည့်အထိမ်းအမှတ်နဲ့နိုင်ငံတော်ကနေကုန်ကြခံပြီးတော့အာဂျင်တီးနားကိုဖိတ်ခေါ်ပြီးကစားခဲ့တဲ့အဲ့ဒီဘက်ကြောင့်သူတို့ဆက်နတန်းပြီးခဲ့တယ်ဘလုံးပြေးတက်တီတောင်မှလက်မခတဒေါ်လာစီလောက်ပဲယူခဲ့ပြီးတော့ဒါလီယိုမက်ဆီရောအာဂျင်တီးနားအသင်းကိုဂုံပြူလက်ဆောင်တွေပေးခဲ့ပြီးတော့ကန်တယ်။အိုက်ပွဲကဒါအန်ဂိုလာရဲ့အိမ်ခွေးမှာကန်တဲ့ခါမှာဒီပွဲမှာဒါဘယ်လိုပြောမလဲဆိုတော့နီးပြ ဒီဘယ်လိုပြောမလဲလက်ရှိစကာလိုဒီကအပြောင်းလဲတွေအများကြီးလုပ်ပြီးကစားခဲ့တယ်ဒီအာဂျင်တီးနားအသင်းကဒီ international break ပြိုင်ပွဲရဲ့ခြေစားပွဲတွေမှာတော်တော်လေးရလက်ကောင်းတဲ့အသင်းပြအထူးဖြင့်ခြေစားပွဲကိုစတိုက်နိုင်ပွဲရရှိထားတဲ့အသင်းဖြစ်ပြီးတော့သူတို့အသင်းကအခုလက်ရှိမှာဒီနေ့ပွဲမှာလည်းသူတို့နောက်ထပ်နိုင်ပွဲထပ်ရတယ်အာဂျင်တီးနားအသင်းရဲ့လက်ရှိအနေအထားကိုကြည့်ရင်သူတို့ရဲ့လက်ရှိမှာ ဒီ international break ကိုသူကာတာကမ္ဘာဖလားပြိုင်ပွဲပြီးတဲ့ကနေဇက်တိုက်ပေါ့လေသူတို့ကတော့ return man နာကိုအဓိကယူတာဖြစ်ပြီးတော့အဲဒီတုန်းက ပနားမာရဲ့ဩစတြေးလျရဲ့အင်ဒိုနီးရှားရဲ့အယ်ဆယ်ဗတိုးရဲ့အက်ကွေဒေါ်ရဲ့ဂွာတီမာလာရဲ့ဗင်နီဇိုလာပေါ်တူရီကိုအပါဝင်နိုင်ငံတော်ပွဲစုစုပေါင်း၁၁ပွဲကံနဲ့33ကိုတွင်းပြီးတော့ပေးကို2ကိုပဲရှိတယ်မနေ့ညကအာဂျင်တီးနားက2ကိုပြတ်နဲ့နိုင်သွားတယ်ဒါမနေ့ကမို့တနေ့ရပေါ့လေကိုသမားဆိုရင်အမီမာတီနက်စ်ညာမှာဒါဂူလီကိုဖမ်းခိုင်းတယ်ပြီးတော့မှခါစစ်မှာရိုမေရိုနဲ့ဒါရိုမေရိုကိုဝမ်ဝိုက်ခဲ့ one white နဲ့တွဲပြီးတော့မှဒါအခုလက်ရှိအနေထားရအပြောင်းလဲပေါ့လေဆိုတော့သူတို့ Taclia Fico ရဲ့နောက်တစ်ဖက်ကဒီကွင်းလယ်မှာဆိုရင်ခန်စစ်မှနီကိုလာကွန်ဆာလက်ပါတဲ့နောက်လော်တာရူလီယိုမက်ဆီအလက်ဆီမက်ကလဆာဂျီယိုဗန်နီလိုဆက်ဆိုတီတီယာကိုအမန်တာအပါဝင်တော်တော်များများအပြောင်းလဲပေါ့လေဆိုတော့ right back က ကျွန်တော်တို့1 5ကစားတယ်ပြီးတော့မှ Romero ကစားတယ်ပြီးရင်ဒါခန်းစစ်မှာလည်း Nico Gonzalez တို့နောက်တစ်ဖက်က Tagliafico နဲ့ Tight Sick က Messi ရဲ့နောက် Lautaro Martinez ရဲ့ Thiago Amada ကစားတာပေါ့လေ Argentina က Lautaro Martinez ကို Messi ကတလုံးဖန်ပေးတယ်တကူသွင်းတယ်သူကိုယ်တိုင်လည်းတကူသွင်းတယ်တကူဖန်ပေးတယ်လော်တာရိုကလည်းသူ့ကိုတကူသွင်းတကူဖန်တီးပြီးတော့ဒါနှစ်ကိုးပြတ်ပေါ့လေပထမပိုင်း44မှာလော်တာရိုမာတီနက်စ်ကတကူ ဝက်ဘီကန်ဒီမှာအမက်ဆီကတကူသွင်းပြီးတော့အာဂျင်တီးနားကနိုင်သွားတယ်ဆိုတော့ဒါသူတို့ရဲ့ခြေစံပွဲနောက်ခြေစံပွဲပေါ့လေအဲ့နေရာမှာဘရာဇီးလ်ကအင်ကွေးအမေရိကွေးမှာဆင်နီကောနဲ့ကန်နေအဲ့ဆင်နီကောက quality တော့အင်္ဂလန်ကိုပါအနိုင်ယူထားတယ်ဝင်းဘလီကွေးမှာနိုင်ထားတဲ့အသင်းဖြစ်ပြီးတော့ဘရာဇီးလ်တင်ကကာလိုအန်ချီလိုတီကဒီအက်ဒီဆင်ကိုပြန်သုံးတယ်ဂိုးသမားအက်ဒီဆင်မှာတော့ဆန်ထရိုရဲ့အသင်းကောင်းဆောင်ကမာကင်ယိုပြန်ပါပြီးတော့ဂါဘရီယယ်အက်ဒမီလီထောင်းလို့နဲ့ကစားတယ် ကွင်းလေကသူစိတ်ချိုက်ဘရူနိုကွီမာရက်စ်ကိုနောက်တစ်ဖက်ကကာလိုကက်ဆမီရိုနဲ့တွဲပြီးတော့မှမတီးယက်စ်ကူညာရဲ့ရိုထရီကိုရဲ့ဗီနီရှက်ရဲ့အက်စတာဗေရီကစားတယ်ဆိုဘရာဇီးလ်ကအခုလက်ရှိဒီပွဲမှာလေဒါဘယ်လိုပြောမလဲဘရာဇီးအသင်းကဒီသူတို့လက်ရှိ international break မှာဒီ DR သူတို့ရဲ့လူငယ်စားမအက်စတာဗေတော်တော်လေးကောင်းတာအခုဆိုရင်ဗျာဘရာဇီးအသင်းရဲ့နောက်ပိုင်းပွဲတွေမှာ SFA တောက်လျှောက်ခြေစွမ်းပြတယ်ဒီ SFA Williams ဆိုတဲ့ချက်တိတ်လေးဟာ မီရက်ကဒီကလပ်ဝေါ်ကပ်မှာလည်းခြေစွမ်းပြတယ်အခုဒီဘရာဇီးကိုရောက်တဲ့ခါမှာလည်းခြေစွမ်းပြတယ်နောက်ဒီ Chelsea အသင်းမှာလည်းတောက်လျှောက်ခြေစွမ်းပြတယ်ဒီနေ့ပွဲမှာသူဥဆောင်ကိုတကူသွင်းတယ်နောက်လေဝင်းစင်အသင်းမှာရောအခုကလပ်အသင်းမှာပါတောက်လျှောက်ပုံမှန်ခြေစွမ်းပြလာပြီးတော့နေရာရလာတဲ့ခါလိုကက်ဆမီရိုဒုတိယကိုသူ2023 match လာမှာသူနောက်ဆုံးကိုးသွင်းခဲ့တာရပောင်း900ကျော်သူကိုးပေါက်ပြောင်းနေတယ်ဘရာဇီးတော့ကိုးသွင်းတယ်ဒါအခုလက်ရှိ မန်ချက်စတာယူနိုက်တက်အတွက်ဆိုနောက်ပိုင်းမှာစတိုက်ကိုကိုတွေ့နေပြီးတော့ကာလိုကက်ဆမီရိုလည်းကိုပေါ့တွေ့တယ်ဆိုဒီနေရာမှာကျွန်တော်တခုပြောချင်တာဘရာဇီးအတွက်တော့ဒါအာဆင်နောက်ခံလူဂါဘရီယယ်အင်ဂျူရီဖြစ်သွားတယ်ဒါကတော့အာဆင်အတွက်တော့တကယ်ကိုစိတ်ပျက်စရာပေါ့လေဘာလို့ဆိုတော့သူရဲ့အဓိကကစားမအင်ဂျူရီဖြစ်သွားတဲ့နောက်ဆက်တွဲမှာဒါမီခဲအာတီတာအတွက်ခေါင်းဆဆရာဖြစ်လာတဲ့အချိန်မှာဘရာဇီးသင်းကိုကြည့်လို့ရှိရင်ဒါကျွန်တော်ဘာမြင်ရလဲဆိုတော့ဘရာဇီးသင်းက quality player တွေရှိတယ်ဗျအခုအဲ့တိုက်စစ်မှာဒီတိုင်းဆိုရင်ဗျကျွန်တော်ထင်တော့ အန်တနီလည်းနေရာရဖို့ခက်တယ်ဗျာ။ဘာလို့ S7 က10ရူးလည်းကစားလို့ရတယ်ညာလည်းကစားလို့ရတယ်ပြီးရာဖီညာပြန်လာအောင်မယ်။နေမာဂျူနီယာအတွက်နေရာမလွယ်တော့ဘူး။ကျွန်တော်ကျွန်တော်အမြင်ပြောတာဗောလေဘရာဇီးမှာအထောင်တိုက်စစ်မှုကအခုမတီးယပ်စ်ကုညာရဲ့ဂျောပက်ထိုရဲ့ရီချာလ်ဆန်ရဲ့ရှိတယ်။ အဲ့အထောင်တိုက်စစ်မှုအတွက်သူ proper တိုက်စစ်မှုတယောက်တော့သူရွေးဖို့လိုတယ်ဒါပေမဲ့တောင်မန်ဒီမှာ Vinicius ကအခု Levi's မှာ struggle ဖြစ်နေတုံးပဲဒါပေမဲ့လည်း Brazil က Brazil ဖြစ်ရှိနေဟုတ်ပါဒါပေမဲ့ဒီ2026ကမ္ဘာဖလားမှာ Brazil က Carlo Ancelotti ဖြစ်တဲ့ဒီကြောင်းမျော်လင့်ချက်ကောင်းကောင်းရှိတယ်အာဂျင်တီးနားကလည်းလက်ရှိသူတို့ဖောင်ကိုဆက်ထိန်ထားတယ်ဒါကတော့တောင်အမေရိကထိပ်သီးနှစ်သိမ့်ရဲ့ဟိုတနေ့ကကစားသွားတဲ့ပွဲစဉ်တွေကြောင့်ပါအားလုံးကျေးဇူးတင်ပါတယ်